တခါကရာမူးဆိုတဲ့စင်ရဲသားလေသမားတယောက်မှာနောင်မလေးတကောင်ရှိပါတယ်။ရာမူးကအဲ့ဒီနောင်မလေးကိုသူ့ရဲ့သားသမီးလိုပဲအယံကိုချစ်ပါတယ်။အစာရေစာကိုလည်းမနဲ့ရောညနေပါဝဝလင်လင်ကျွေးပါတဲ့။ဒါပေမဲ့နောင်မလေးကတော့ရာမူးကိုနွားနို့နည်းနည်းပဲပေးနိုင်ပါတယ်။သူ့ပေးတဲ့ပမာဏနဲ့ဆိုရင်တော့ရာမူးရဲ့အိမ်မှာတနေ့စာလက်ဖက်ရည်နှစ်ခွက်လောက်ပဲတောက်လို့ရပါတယ်။ ဒီလိုနဲ့တနေ့တော့ရာမူရဲ့ဇနီးကသူ့ကိုပြောပါတယ်။ကျမလေးရှင့်ကိုဒီစကားပြောချင်နေတာကြာပြီ။အေးပြောလေဘာကြောင့်လဲ။ကျမတို့မွေးထားတဲ့နမကအဲ့အတွက်အသုံးမဝင်တော့ဘူး။ကျမတို့တွေသူ့ကိုအစာရေစာကျွေးတဲ့လောက်မွေးတဲ့လောက် နွားနို့ကောင်းကောင်းပြန်ပြီးတော့မထုတ်ပေးနိုင်ဘူးလေ။ဒါဆိုမင်းကဘလို့ဖြစ်စီနေတာလဲ။ ျမပြောချင်တာကဒီနမကိုရောင်းပြီးတော့တခြားနမအစ်စ်တကောင်ဝယ်လိုက်ဖို့ပဲအ ਨੇ ဆုံးတော့ကျမတို့ကြွေးရမွေးရကြုံနဲ့တာပေါ့မင်းပါစကားပြောတာလေပူကြဒါကနမမဟုတ်ဘူးဒီနောမလေးကငါ့အတွက်သားသမီးလိုပဲမင်းကငါ့သားသမီးလိုသဘောထားတဲ့အရာကိုရောက်စာခိုင်းနေတာလားတွေ့လားအဲ့ဒါလားကြည့်တော့ရှင်ဒီလိုပြောမှန်ဆိုတာလေကျမကသိတယ်တရိတ်ဆန်တကောင်ကိုအိမ်မှာမွေးထားရင်တော့တန်ရုံးစင်တွေ့ကြမှာပဲ ဒါပေမဲ့အခုတော့ဒီလိုတွေ့တာနေလဲဘာမှမထူးဘူးလေ။မနဲ့ပြန်သူ့노ကောင်းကောင်းမထုံနိုင်ရင်တော့ဒီမဘူးကြာငါသူ့ကိုဘယ်မှမရှာဘူး။ငါသူ့ကိုအကောင်ပေါင်လေးတွေကအိမ်ခေါ်လာခဲ့တာ။သူ့အသက်ရှင်နေသေးငါနဲ့ပဲအမြဲတမ်းအတူတူရှိလိမ့်မယ်။ရာမူးလည်းအဲ့လိုပြောပြီးတော့ထွက်သွားပါတော့တယ်။ခြံထဲမှာကြည်ထားတဲ့နောင်မလေးကတော့ရာမူးနဲ့ပြီးကြတော့ပြောတာတွေကိုကြားပြီးတော့သူ့စိတ်ထဲကနေရေရွတ်နေမိတဲ့ ငါတကင်ကငါကို တော်တော်လေးချစ်တာပဲငါကသူ့လိုတဲ့နွားနုပမာဏရအောင်ပြန်ထုတ်မပေးနိုင်ဘူးဒါတော့မှ तू ကငါကိုမယောင်းစားဘူးတကင်ကငါဘောတစ္ဆာရှိတယ်လို့ငါလည်းသူ့ဘောကို အမြဲတမ်းတစ္ဆာရှိပေးရမယ်ဒီလိုနဲ့ပဲနေ့ရက်တွေကုံဆုံးသွားပါတယ်ရာမူကတော့သူ့ရဲ့နောင်မလေးကိုဂယူးဆိုင်မပြတ်ပါဘူးဒါပေမဲ့ပူဇာကတော့အိမ်မှာရှိနေတဲ့နမကို လုံးဝသဘောမကျပါဘူး ရာမူအနာရောက်လာတိုင်းပူဇာကနောမလီကိုအမဲလူလူစူပူကျင်းမောင်းပြတဲ့။ဒီနေ့တော့ပူဇာလည်းမကြည်မနှက်နဲ့တပြေးတောက်တောက်ရေရွတ်နေပါရဲ့။ငါယောက်ျားကတော့ဒီနမကိုအိမ်ကနေဘဲကိုမှရောင်းထုတ်မှာမဟုတ်ဘူး။အခုငါကိုယ်တိုင်တခုခုလုံးမရတော့မင်း။ဒီလောက်အစာရေစာဝဝလင်းလင်းကျွေးနေလေအလကားပဲ။ငါတော့ဒီနမကို တစ်စက်မှကြည့်မရဘူး။သူသာအိမ်ကနေထွက်သွားရင်အနည်းဆုံးတော့ကျွဲနှောအတိတ်ကောင်ငါဝင်နိုင်မှာပဲ။ အဲ့ဒီတက်ကဒီနမထက်ဆိုင်တော့နှုတ်ကောင်းကောင်းထုတ်ပေးမှာပဲဒီလိုဆိုရင်တော့ရားတဲ့နွားနှုတ်ကိုငါရောင်းပြီးတော့ပိုက်ဆံအတော်အသင်ရမှာပဲရာမူးလူရွာမှာတော့ရာဂီးဆိုတဲ့လူတယောက်ရှိရဲ့သူက ရာမူးကိုမနာလိုမုန်းတီးဖြစ်နေတဲ့သူပါ အကြောင်းကတော့ရာမူးကစိတ်တဘောထားကောင်းတဲ့အလျောက်စင်းရဲပေမဲ့လည်းရာမူးကဘာပဲအကူအညီလိုလိုရွာထဲကလူတွေကအကူအညီပေးကြပါတယ်ဒီရွာလုံးမှာရှိတဲ့လူချမ်းသာတွေထက်တော့ ဆင်းရဲတဲ့ရွာမှုကို ရွာတွေကလူတွေကပို့ပြီးတော့လေးစားကြပါတယ်။ဒီအချက်ကို ရာဂီကလုံးဝမကြိုက်ပါဘူး။ရာမှုရဲ့မိမကသူတို့အိမ်မှာမွေးထားတဲ့နှမကိုလုံးဝသဘောမကျတဲ့အကြောင်းနဲ့အဲ့ဒီနှွားကိုအိမ်ကနေထုတ်ပြဖို့စူးစမ်းနေတဲ့အကြောင်းကို သူကကောင်းကောင်းသိပါတယ်။ဒီနေ့တော့ရာမှုအိမ်မှာမရှိအောင်ရာဂီတယောက်အိမ်အထိအရောက်လာပြီးတော့ပူကြကိုဆဲပါလေရောညီမရေနေကောင်းရဲ့လား ကောင်းပါတယ်ကိုအကိုရောဘယ်လိုဖြစ်လို့ရောက်လာတာလဲအလုပ်ကိစ္စတခုခုရှိလို့များလားအလုပ်ကိစ္စတော့မရှိပါဘူးငါအယောင်ဝယ်တခုကမ်းလှမ်းကျင်လို့ဒီလိုလာခဲ့တာအယောင်ဝယ်အကိုကဘာအယောင်ဝယ်ကိုကမ်းလှမ်းကျင်လို့လဲဒီလိုပါညီမရဲ့တကယ်တော့ငါစီမှာနွားဝယ်ကျင်နေတဲ့သူတယောက်ရှိရဲ့သူ့ရဲ့လဲလှုပ်တော့နွားလိုလိုတယ်လေ အဲ့တော့ငါလဲနင်းတို့မွေးထားတဲ့နွားကိုအရင်ဆုံးပြေးပြီးတော့တတိယလိုက်တာဒါကြောင့်ညီမတို့နွားမလေးကို ရောင်းချင်ရင်ပြောလို့ရတယ်နော် အကိုတို့ဘက်ကဈေးကောင်းကောင်းပေးမှာပါကျမလဲကျမတို့နွားကိုတော့ရောင်းချင်ပါတယ်ဒါပေမဲ့ကျမယောက်ျားက ခွင့်ပြုမှာမဟုတ်ဘူးလေကျမသူ့ကိုမပြောဘဲနဲ့ဒီနွားကိုအကုတ်စီရောင်းပေးလို့မရနိုင်ဘူးရာမူကတော့သူ့နွားကိုဘယ်တော့မှရောင်းမှာမဟုတ်ဘူးညီမငါသူ့စိတ်ကိုကောင်းကောင်းသိတယ် ကျန်တာတော့ညီမပဲဆက်ပြီးတော့စဉ်းစားပါ။ရောင်းချင်စိတ်ရှိရဆိုရင်ပြောပါ။အကိုဘက်ကဈေးကောင်းကောင်းပေးပါမယ်။ဒါပေမဲ့ရွာမှုကိုတော့ဒီကြောင်မသိစေနဲ့နော်။ရွာကြီးလည်းပြောစရာရှိတာပြောပြရနဲ့ပြန်ထွက်သွားပါတယ်။ဒါပေမဲ့ရွာကြီးရဲ့စကားတွေကြောင့်ပူချာရဲ့စိတ်ထဲမှာလောဘတွေပို့ပြီးတော့ဖြစ်လာခဲ့တယ်။ဒီလိုနဲ့အင်္ဂါနွားကိုအမြန်ဆုံးရောင်းဖို့သာတူမကဇုံးပြလိုက်တယ်။လူစကားမပြောနိုင်တဲ့ရာမူးရဲ့နွားမလေးကတော့ ။ဦးဂျာနဲ့ရာကီတို့နှစ်ယောက်ရဲ့စကားတွေအကုန်လုံးကိုကြားခဲ့ပြီးမြသူ့တခင်ရာမူးကိုတော့ဘာမှပြင်မပြောနိုင်ခဲ့ပါဘူး။ဒီလိုနဲ့တမနဲ့မှာတော့ရာမူးကသူ့ရဲ့နမလေးကိုရေးတိုက်နေရင်နမလေးရဲ့မျက်လုံးတွေကနေမျက်ရည်တွေစီးကျနေတာကိုတွေ့လိုက်ရပါတယ်။ဒါကိုတွေ့တော့ရာမူးလည်းပြရာခတ်သွားပါတယ်။ဟင်ဘာဖြစ်လို့လဲ။ဘာလို့ငိုနေတာလဲ။သမီးလေးကိုတယောက်ယောက်ကတခခုများပြောလိုက်လို့လား။ ့ဘသူကဘာလာပြောမှလဲရှင်သူ့ကိုတနေ့လုံးခြံထဲမှာကြီးထားတာအမြင်သာကြီးပဲကိုမဟုတ်သေးဘူးဘူးကြာဒီမှာသူ့မျက်လုံးတွေကနေမျက်ရည်တွေစီးကျနေတာမဖြစ်သေးပါဘူးငါသမီးလေးတော့တခုခုဖြစ်နေပြီချင်းနေရှင်ကတရလူလျှောက်တွေးနေတာပဲတရိစံကြီးရဲ့မျက်လုံးကနေမျက်ရည်ကျတာမျိုးလည်းရှိတာပဲလေပြီးတော့သူ့မှာဘာဒုက္ခမှရှိတာမဟုတ်ဘူးသူ့ကိုရှင်ဒီလောက်ဂင်းဆိုင်တာလည်းရှင်းမရှိရလေ ဒါပေမဲ့ငါစိတ်ထဲမှာတော့နေလို့မကားဘူးငါရဲ့မတိစိတ်ကပြောနေတယ်သူတခုခုကိုပြောချင်နေတာဒါပေမဲ့သူကမပြောနိုင်ဘူးဖြစ်နေတာပဲတော်ပြီတော်ပြီရှင်အဲ့ဒီလောက်အရန်နေအပေါလောက်မနေနဲ့ပူကြဒါကနမတက်တက်မဟုတ်ဘူးဒါကငါသမီးပဲကိုသားသမီးမျက်ရည်ကျနေတာငါတော့မကြည့်ရဘူးငါအခုတရိတ်ဆန်စီရဝင်သွားပြီးတော့ခေါ်ဦးမယ် ။ရာမူးလည်းစကားဆုံးတာနဲ့ထွက်သွားပါတော့တယ်။ရွာထဲကတရိတ်ဆန်ရင်ကိုရောက်တော့ဇီယုံကိုအကျိုးအကြောင်းပြောပြပြီးတော့အင်ကိုခေါ်လာခဲ့ပါတယ်။ရာမူးကဇီယုံကို သူ့နမလေးကိုတေချာစစ်ဆေးခိုင်းပါတယ်။ဇီယုံလည်းတေတေချာချာစစ်ဆေးပြီးတော့အခုလိုပြောလိုက်ပါတယ်။ခမရနမလေးကကျဲမာကြီးကောင်းပါတယ်တော်တော်လေးကိုကျဲမာတယ်။ဘာရောကမှမရှိဘူး။ မနေ့တုန်းကတော့ကျွန်တော်နှမလေးရဲ့မျက်လုံးကနေမျက်ရည်ကျနေတာမြင်တော့ကျွန်တော်လည်းစိတ်ရမ်းပူသွားလို့ဆရာကိုခေါ်လိုက်တာပါ။ဘာမှပူစရာမလိုပါဘူးဗျာ။တခါတလေတော့တရိတ်ဆန်နေလေသူ့ဘာသူမျက်ရည်ကျရကြပါတယ်။အခုတော့ကျွန်တော်ကိုတွားဝင်ပြူပါအောင်။အခုတွေ့ပြီမလား။ကျမပြောတဲ့စကားဆိုရှင်းကမယုံဘူးလေ။ကျမရှင်းကိုပြောတာပဲ။အကုန်လုံးအစဉ်ပြေပါတယ်လို့ပြောနေရင်နဲ့။အော်အခုလဲဘာဖြစ်လဲ။ ားနမလေးအကောင်းကြီးရှိတော့မယ်ဆိုတာသိလိုက်ရတော့အ ਨੇ ဆုံးတော့ငါးစိတ်တည်းမပူရတော့ဘူးပေါ့ဒီလိုနဲ့နေရတွေအုံဆုံးသွားပြန်နေရက်တွေကြာလာတာနဲ့အများရာမူလဲသူ့နမလေးပေါ်ပို့ပို့ပြီးတော့တန်ရုံးစင်တွေ့လာခဲ့တယ်။ဒါကိုပဲနေ့စဉ်ရက်ဆက်မြင်နေရတဲ့ပူဇာကဒေါသတွေပို့ပို့ထွက်လာတဲ့။ဒီနေ့တော့ပူဇာတရားရာဂီကန်းလန်းထားတာကိုတရိယာသွားပြီးတော့ရာဂီရင်ကိုရောက်လာခဲ့တယ်။ ဦးကြကိုမြင်တော့ရာဂီကလည်းဝမ်းသာအားရပြောတော့တာပေါ့ငါညီမကအင်္ဂါနွားကိုရောင်းဖို့ဆုံးဖြတ်ပြီးပြီတင်နေဒါကြောင့်ဒီကိုရောက်လာတာမလားဟုတ်ပါရှင်အခုပြောတာအမှန်ပဲကျမတို့အဲ့နမကို အခုချက်ချင်းအိမ်ကနေအမြန်ဆုံးကိုထုတ်ပြစ်ချင်နေပြီဒါဆိုကောင်းပြီလေအခုပြောတဲ့အတိုင်းသာလို့အဲ့ဒီလိုဆိုနမကိုလည်းညမအိမ်ကနေအပီးပိုင်ထုတ်ပြစ်လို့ရပြီ ဒီလိုနဲ့ရာဂီလည်းပူဇာကိုအကြဉာဏ်တွေ တူတူတိတ်တိတ်ပြောပြလိုက်တယ်။ညနေရောက်တော့ရာဂီကပူဇာကိုတိတ်တိတ်လေးအိတ်ဆေးပေးလိုက်တယ်။အဲဒီနောက်မှာတော့ပူဇာကအိတ်ဆေးကိုရာမူးစားမဲ့ညစာထဲထည့်ပြီးတော့ကျွေးလိုက်ပါလေရော။ဆေးရနေတဲ့ကြောင့်ရာမူးလည်းတကြိုးထဲကိုအိမ်မောကျသွားတော့တယ်။ညတကာရောက်တော့ရာဂီတယောက်ပူဇာတို့အိမ်ကိုရောက်လာပါပြီ။ပူဇာကတိုင်မာချီထားတဲ့နမကိုဂယုတဆိုင်နဲ့ကျိုးဖြစ်ပြီးတော့ ရာဂီရဲ့လက်ထဲထည့်ပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ရာဂီလည်းပူဇော့ကိုပတ်စံတွေအများကြီးပေးပြီးတော့ထွက်သွားပါတော့တယ်။နောက်တနေ့မနေ့ရာမူနိုးလာတော့သူ့ channel မှာကြည်ထားတဲ့နမလေးကို မတွေ့ရနဲ့စိတ်ထဲပူကနေဖြစ်သွားပါတယ်။ပူဇော့ရဲ့ငါနမလေးဘယ်ရောက်သွားတာလဲ။အော်ရှင်ကလည်းတမျိုးကျမကဘလို့လောက်ပြီးတော့တိမာလဲ။ရှင်မဲသူ့ကိုညာကကြိုးချစ်ထားတာမဟုတ်ဘူးလား။ဟုတ်တယ်။ ငါကြည်ထားခဲ့တယ်ကြည်ထားကောင်မတိတိကျကျကိုကြည်ထားတာဒါပေမဲ့ငါနွားကဘဲကိုထွက်သွားတာလေအဲ့ဒါနွားလေရှင့်ဟာကလူမမဟုတ်တာ ရှင့်ကိုဘဲသွားပါမယ်ဆိုပြီးတော့ဘယ်လိုလုပ်ပြီးတော့ပြောမလဲဒီနီးနားတဝိုက်ပဲ ရှိမှာပေါ့ရှင်သွားပြီးတော့ရှာကြည့်လိုက်ရာမူးလဲရွာလန်းတစ်ချက်လုံးသူ့နမလေးကို လိုက်ရှာပါတယ်ဒါပေမဲ့နမလေးကိုတော့လုံးဝရှာမတွေ့ပါဘူး သူဟာအရန်ကိုစိတ်ပူသွားပြီမဲ့ဘလို့မှရှာမတွေ့တဲ့အဆုံးအိမ်ပြန်လာရင်းနဲ့ဝမ်ပန်တနေနဲ့ရေရွတ်နေမိပါတယ်။ငါသမီးလေးဘယ်များရောက်သွားလဲမသိဘူး။ငါသူ့ကိုဒီချင်းထိတီယူတီယာနဲ့မွေးလာခဲ့ရတာ။အဲ့ဒါကမှဒီလိုညတညတဲ့နဲ့ဘဲကူပျောက်သွားရတာလေ။သူအခုနေဘလို့များဖြစ်နေပြီလဲမသိပါဘူးကွာ။ဒီမဲအဲ့လောက်ထိတော့ငိုယုံမနေစမ်းနဲ့။ ူကရှစ်စီကနေအစောတွေကထွက်သွားခြင်းလို့အခွင့်အရေးရတာနဲ့ထွက်သွားတာဖြစ်မှာပေါ့အဲ့ဒီလိုလုံးဝဖြစ်စီဟာအကြောင်းမရှိဘူးငါသူ့ကိုရှုံနေငါသမီးလေးအကြောင်းကိုငါအတိဆုံးအခုခေတ်ကြီးမှာလူလူချင်းတောင်အချင်းချင်းမယုံတော့တာရှင်ကတရိတ်ဆန်တစ်ခေါင်ကိုရှုံနေတာလားသူသာအိမ်ပြန်လာခြင်းပြန်လာမှာပေါ့အဲ့တော့ရှင်ကဆက်ငုံမနေနဲ့တော့ ပူကြလည်းအခုလိုမျိုးသူ့ယောက်ျားစိတ်တော့ကရောက်နေတာကိုမြင်တော့စိတ်ထဲမကောင်းပါဘူး။ဒါပေမဲ့ရာကီးပြီးတဲ့ပတ်စံတွေကိုတတိယသွားတော့အကုန်လုံးကိုပြင်ပြီးတော့မိသွားပြန်တယ်။အဲ့ဒီလိုနဲ့တရပီတရအကုန်ဆုံးသွားတယ်။ရာမူကသူ့နှမကိုဆက်ရှာနေပြီမဲ့ဘယ်မှမရှာမတွေ့ခဲ့ပါဘူး။တစ်ဖက်မှာတော့ရာကီးကရာမူရဲ့နှမကိုဘယ်သူမှမမှန်မိအောင်လို့အယောင်ဆိုးလိုက်ပါတယ်။ပြီးရင်တော့နွားရဲ့ကြောကိုပုံရင် အနိုင်ပိုင်းသွားနိုင်တဲ့လေတံမျိုးနဲ့ပြောလိုက်ပါတယ်။အကူကစပြီးတော့ငါအလုတ်စတော့မယ်။အကူကစပြီးတော့ရာမူးရဲ့နမနဲ့ပဲရာမူးကိုပြန်ပြီးတော့ဖျက်ဆီးမယ်။ရွာသားရဲ့ကက်တီရှင်တိတ်လုတ်ချင်နေတာမလား။အဲ့ဒီလိုကက်တီရှင်အလုတ်ကောင်းလို့ရလာမယ့်အကျိုးဆက်ကိုသူကောင်းကောင်းသိရလိမ့်မယ်။အဲ့ဒီချိန်နမလေးကငါဟာငါတခင်ကိုတော့ဘယ်ရောက်မှမကောင်းမကျင်ဘူးငါတခင်မကငါ့ကိုသဘောမကျဘူး ဒါပေမဲ့ငါတကယ်ရာမူကတော့ငါ့ဘောအမြဲတမ်းတစ္ဆာရှိတယ်။ရာကေးကငါ့ကိုပါပဲခိုင်ခိုင်ရာမူကတော့ဘယ်တော့မှထိခိုက်အောင်မလုပ်ဘူး။ရာမူတယောက်ကတော့သူ့နှမလေးပျောက်သွားလို့အယံကိုစိတ်ပူနေပါတယ်။ဒီနေ့တော့ပူဇာကရာမူကိုအခုလိုပြောပါလေရော။ယောက်ျားရင်ကျမတို့အိမ်အတွက်ကြွဲဖြစ်ဖြစ်နှွားဖြစ်ဖြစ်အတိတ်ကောင်လာဝဲကြရအောင်။ကျမတို့တွေနှွားနှုတ်ညှင့်ရောင်းတော့ငွေပုံငွေရှင်လေးရတာပေါ့။ မဝဲဘူးငါ့အိမ်မှာနောက်ထပ်ကြွဲခွန်နွားကိုဘာကောင်းမှတစ်ထက်ပြီးတော့မဝဲဘူးငါကပျောက်သွားတယ်ငါသမီးလေးကိုပဲချစ်တာ အခုသူ့နေရာမှာတခြားဘေးအကောင်ကိုမှအဝေးမခံနိုင်ဘူးရာမူးနဲ့ပူကြအခြေတင် ပြောနေတုန်းမှပဲလဲပိုင်ရှင်တည်းရောက်လာပါတယ်ရာမူးရေငါတော့မင်းအကူကြီးလိုနေပြီပြောပါအောင်စရာဘလို့အကူကြီးမျိုးလိုချင်လို့လဲဒီလိုရာမူးရ ငါ့မှာရှိတဲ့လဲခွက်တွေကအများကြီးလူမရှိတော့ငါ့မှာအလကားပြစ်ထားရတာငါတော့မင်းကိုအဲ့ဒီလဲခွက်တွေမှာအဆောင်နေနဲ့ချထားခြင်းနဲ့အဲ့ဒီမှာမင်းကလဲဖြစ်ဖြစ်ရာဖြစ်ဖြစ်လှုပ်ပေါ့ပြီးတော့မင်းလှုပ်လို့ရလာတဲ့အကျိုးမြတ်တဝက်ကိုမင်းတို့ယူလေဆရာကြီးရှင်တကယ်ပြောတာလားရာမူးဒီလောက်ကောင်းတဲ့အခွင့်အရေးမျိုးရှင်ဘယ်တော့မှရမှာမဟုတ်ဘူးနော်ဟုတ်ပါရဲ့ ကျွန်တော်တော့ဆေးရလဲတွေမှာအလုပ်လုပ်ဖို့အဆင်သင့်ပါပဲဗျာကဲကွာဒီလိုဆိုမနေ့ပြန်ကစပြီးတော့မင်းရဲ့နွားကိုခေါ်လာခဲ့မင်းနွားနဲ့မှလေကောင်းကောင်းထွန်းလို့ရမှာပေါ့ဟုတ်တယ်မလားဆေးရအဲ့ဒါအဲ့ဒါကလေလောလောဆယ်ကျွန်တော်နွားကအိမ်မှာမရှိဘူးဗျအေးဘာလို့လဲဟာမင်းနမလေးပဲရောက်သွားလို့လေမင်းရောင်းစာပြစ်လိုက်တာလားမဟုတ်ပါဘူးဆရာရေမရောင်းရပါဘူး ါပေမဲ့ဘလို့ပျောက်သွားမှမသိဘူးပျောက်သွားတာကျွန်တော်နမလေးကိုပြန်မတွေ့သေးရောကျွန်တော်အားနဲ့ကျွန်တော်ပဲလဲထုံမမယ်အဲ့ဒီအတွက်တော့စိတ်မပူပါနဲ့ကားမီလေးမင်းသဘောအတိုင်းပေါ့ငါတခါတလေတော့မင်းအလုပ်ကိုလာလာကြည့်မယ်ဧပိုင်ရှင်တည်းလဲစကားဆုံးတာနဲ့ပြန်ထွက်သွားပါတော့တယ်နောက်တနေ့မှာတော့ရာမူတယောက်လဲရှင်ရဲ့လဲရီမှာအလုပ်စားခဲ့ပါတယ်ဧပိုင်ရှင်မှာလဲခွက်တွေအများကြီးရှိတယ်လို့ ရာမှုကလည်းလဲအလုတ်ကိုလက်ကြောတင်းတင်းလှုပ်တာကြောင့်အမျက်စွန်းစွန်းမြမြဆဆရဖို့ကတော့တေချာသလားဖြစ်နေပါပြီ။ရာမှုခမားနီရောညပါလဲအလုတ်ကိုကြိုးစားပါတယ်။ဒီလိုနဲ့တနေ့တော့ရာမှုအလုတ်လုံနေတော့ရာကီလည်းသူ့နှမကို ခေါ်လာပြီးတော့အဲ့ဒီကိုရောက်လာပါတယ်။ဒါပေမဲ့ရာမှုကတော့အယောင်ဆိုးခံထားရတဲ့သူ့နှမကိုမမတ်မိရှာပါဘူး။ရာကီကခနဲ့တလူလူနဲ့စကားဆလိုက်ပါတယ်။ ဘလို့လဲရာမူလဲပိုင်ရှင်ရဲ့လဲတွေကိုဝဲလိုက်တာလားမဟုတ်ပါဘူးဗျာ ကျောက်ကဒီမှာအလုတ်လာလုတ်တာပါဘလို့တော့ကလဲရလုပ်ငန်းမှာငါကမင်းထံအပုံကြီးကြော်တာပဲရွာထဲမှာလဲတခြားတော်တဲ့သူတွေမှာအများကြီးအဲ့ဒါကိုလဲပိုင်ရှင်ကမင်းကိုပဲသူ့လဲမှာ လာလုပ်ဖို့ခေါ်လိုက်တာလားဟုတ်ပါဗျာကျောက်လဲဘယ်တက်နိုင်မလဲဒါကတတိယဆန္ဒပဲလေသူဘသူကိုအလုတ်ခိုင်းမယ် ခိုင်းမှုဆိုတာတော့သူ့သဘောပေါ့ဗျာအဲ့ဒါတွေအကုန်လုံးကိုငါတီးပြီးသားဒီကောင်တော့လဲလုတ်ပြီးတော့တော်တော်မြွ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 ရသွားပါပဲဒါပေမဲ့မင်းအကျိုးမြတ်တွေတိန်ကျုံယူမှာကိုဒီတိုင်းငါလွတ်မထားနိုင်ဘူးဒါနဲ့နေပါအောင်ဒီနွားကဘသူ့နွားလဲအော်ဒါလားငါနမလီလွန်ခဲ့တဲ့နှစ်ရက်ကဝဲလာတာအော်ဟုတ်လားကောင်းနေကောင်းနေ သူ့ကိုမြင်တော့ပျောက်သွားတယ်ငါရဲ့နမလေးကိုတော့သတိရသွားတယ်အေးမင်းနွားအကြောင်းတော့ငါမသိဘူးဒါပေမဲ့ဒီနွားကတော့ငါနမပဲဒါဖြင့်ငါသွားတော့မင်းရာဂီလည်းမလုံမလဲနဲ့ထွက်သွားပါတယ်အခုလိုမျိုးရာမူကလဲပိုင်ရှင်ရဲ့လဲခွက်တွေမှာအလုံးလုံးနေတာကိုမြင်တော့ရာဂီကပို့ပြီးတော့မနာလိုဖြစ်လာခဲ့တယ်ရာဂီလည်းတယောက်တည်းမကြည်မနဲ့နဲ့ရေရွတ်နေပါတယ် မပြစ်ဘူးမပြစ်ဘူးငါထက်ပြီးတော့တီးမခံနိုင်တော့ဘူးဒီရွာမှုဆိုတဲ့ကောင်ကိုတခုခုတော့အမြင့်ဆုံးလို့ရမယ်သူစိုက်ထားသမျှစပားတွေကိုငါဖျက်ဆီးပစ်မယ်အဲ့ဒါဆိုတတိလဲရွာမှုကိုအလုတ်ကနေထုတ်ပစ်မယ်ပြီးရနဲ့အဲ့ဒီလုတ်တွေအကုန်လုံးသူ့အစားငါစီတန်းရောက်လာအောင်ပါအဲ့ခါကျရင်တော့အဲ့ဒီလုပ်ငန်းကနေပြီးတော့အကျိုးအမြတ်တွေအများကြီးရလာလိမ့်မယ်ဒီလိုသာဖြစ်သွားလို့ကတော့ငါကတော့ချမ်းသာပြီပဲ ရာဂီပြောတဲ့စကားမှန်သမျှကိုနမလေးကကြားနေခဲ့ပါတယ်။နမလေးကလည်းသူ့ရဲ့စိတ်ထဲမှာတွေးနေတဲ့။ဒီရာဂီဆိုတဲ့လူကတော်တော်ရုံမာတာပဲ။ငါကိုရာမူးအင်ကနေပြီးတော့အရင်ခေါ်လာတယ်။အခုကျတော့ငါသခင်ကိုပါဖြက်စီးဖို့ကြိုးစားနေပြီ။ဘုရားသခင်ကျမသာစွမ်းအားတစ်ခုခုရှိခဲ့ရင်ဒီလူရဲ့သဘောဆိုးသဘောရုပ်တွေကိုရာမူးတည်အောင်အကုန်လုံးပြောပြချင်ပါတယ်။ဒါပေမဲ့ငါဘာလုပ်ရမလဲ။ ငါသခင်ကိုဘလို့ကူညီရမလဲဒီလိုနဲ့ရက်တွေလီလီကုံသွားပြန်နေဘာမှုကလဲပိုင်ရှင်တည်းရဲ့လဲွက်တွေမှာနေမနာညမနာစူးစမ်းရှာပါတယ်နောက်ဆုံးတော့သူ့ရဲ့စူးစမ်းမှုကြောင့်အောင်မြင်လာခဲ့ပါပြီဆိုလိုတာကတော့ရာမှုစိုက်ခဲ့ပြုခဲ့တဲ့ကောက်ပဲတင်းနဲ့တွေရင်းမဲ့လာပြီးတော့ရိတ်သိမ်းဖို့ချင်းရောက်လာတာပါပဲလဲပိုင်ရှင်လည်းရာမှုစိုက်ထားတဲ့တင်းနဲ့တွေဖြစ်ထွန်းနေတာမြင်တော့အယံကိုပြောသွားပြီးတော့ရာမှုကိုချီးကျူးပါတော့တယ် မင်းစိုက်ပြိုးထားတာအရင်ကောင်းနေကွာဒီတခါလဲတခင်းလုံးဈေးကောင်းရမှာပဲဟိမင်းအလုံးလုံးပုံကူလဲငါအရင်သဘောကျရဲ့အဲတော့ငါရဲ့ကြံတဲ့လဲတွေကူလဲမင်းကိုပဲလှုပ်စီခြင်းနဲ့ဒီလောကမှာမင်းလောက်အလုံးပေါ်တစ္ဆာရှိတဲ့လူတော်မျိုးတခြားဘယ်မှမရှာလို့ရမှာမဟုတ်တော့ဘူးဟုတ်ကဲ့ပါဗျာဆရာသဘောတိုင်းပါပဲလေပိုင်ရှင်လဲစကားဆုံးတာနဲ့ပြန်ထွက်သွားပါတယ်တစ်ဖက်မှာတော့ရာဂီက ။ရာမူးနဲ့လဲပိုင်ရှင်တို့ပြောသမျှကိုတိတ်တိတ်လေးခိုးနာထောင်နေပါရဲ့။ကဲအချင်းတမ်းမီအခုပဲရာမူးရဲ့နွားနေပဲသူစိုက်ထားပြိုးထားသမျှကောက်ပဲတီးနံတွေအကုန်လုံးကိုဖျက်ဆီးပြမယ်။ဒီတညာလုံးဒီလေးမှစိုက်ထားတာမှန်သမျှစိုးစိုးရရပျက်စီးအောင်ငါလုပ်ပြမယ်။အဲ့ဒါမှမနေ့ပြန်မနေ့ကြရင်လဲပိုင်ရှင်ကဒီလေရဲ့အခြေအနေကိုမြင်ပြီးတော့ရာမှုကိုဒေါသပုံထားတော့မှပြီးတာနဲ့သူရာမှုကိုအလုတ်တန်းထုတ်လိုက်မယ် ီခါကျရာမှုလက်တွေကအလုံမှန်သမျှလူယူပြီးတော့ငါ့နာမည်နဲ့လှုပ်လို့ရပြီဒီလိုနဲ့အဲ့ဒီညမှာတော့ရာဂီတရားရာမှုရဲ့နမလေးကိုခေါ်ပြီးတော့လဲပိုင်ရှင်ရဲ့လဲခွက်ဒီစီထွက်လာခဲ့တယ်အဲ့ဒီနေရာကိုရောက်တဲ့အခါမှာတော့နွားဘော်ကိုထိုင်ပြီးတော့ကောက်ပဲတိနံတွေကိုနင်းချေဖို့စူးစမ်းပါတော့တယ်ဒါပေမဲ့နမလေးကညံကောင်းရှာတယ်နမလေးကအကြဲကြီးအော်ပြီးတော့လဲခွက်တဲဆင်းဖို့ညင်းပါလေရော့ ပါကေးလေဒေါသထွက်ပြီးတော့သူ့လက်ထဲကဒုံနဲ့နမလေးကိုမညာမတာရိုက်တော့တာပေါ့နမလေးဟာနာကျင်လွန်းတာကြောင့်အော်ဟစ်ပြီးတော့ထွက်ပြေးသွားပါတယ်ပါကေးလေနမလေးကိုနောက်ကနေလိုက်ဖမ်းတယ်နမလေးဟာပြင်းပြင်းပြင်းနဲ့ရာမူးတို့အိမ်ထိရောက်သွားပါတယ်အိမ်ရောက်တာနဲ့တခင်ဖြစ်သူကြောင်းလို့ကြဲကြဲလောင်လောင်အတန်ပေးလိုက်ပါတယ်ရာမူးနဲ့ဘူဂျာတို့လင်မယားလေအတန်ကြတော့ထွက်လာကြပါတယ်အော်မင်းကရာကေးရဲ့နမလေးမလား ဒီမှာဘာလာလုံနေတာလဲနမလေးကအိမ်လေးကိုပြေးဝင်လာပြီးရာမူးကသူ့ကိုရေချိုးပေးနေကြနေရာမှာတွားရက်နေတယ်။အဲ့ဒီမှာရေနင်းနေဝင်နေတော့နမလေးလည်းထိုင်ချလိုက်တယ်။ရေရေဆိုကုန်တော့သူ့ကိုယ်ပေါ်မှာတုတ်ထားတဲ့ဆေးရောင်တွေလည်းကြွကြကုန်တဲ့။နမလေးကအိမ်လေးကိုဝင်လာတယ်။ရာမူးလည်းသူ့နမကိုမြင်တော့အံ့ဩသွားတယ်။ဒါကြောင့်နမလေးကိုရေပုံးတစ်ပုံးနဲ့ထပ်ပြီးတော့လောင်းပေးလိုက်တယ်။ နောက်ဆုံးတော့ရာမူလည်းသူ့နှမလေးကိုပြန်ပြီးတော့မှတ်မိသွားပြီးတော့ဝန်တာအာရနဲ့ဖက်လိုက်ပါတော့တယ်။အော်တမီးလေးရဲ့ပေကြီးကနေ့ကိုရွာရုပ်ကိုပေါက်လိုက်ရှာနေတာတောင်မှတဏီယာယာမှမတွေ့ခဲ့ဘူးလေ။တမီးလေးကဘာလို့မပြောမစုံနဲ့အိမ်ကနေပျောက်သွားရတာလဲ။ပြီးတော့တမီးလေးကိုဒီလိုဖြစ်အောင်ဘယ်သူလုပ်တာလဲ။နောင်မလေးကခေါင်းကိုပြင်းပြင်းထန်ထန်ခါပြရှာတယ်။ဘာမူလဲတိကျင်စော်ပြင်းနဲ့မေးလိုက်ပါတယ်။ ။ဘာလဲသမီးဖေကြီးကိုတခုခု ပြောပြနေတာရှိလို့လား။တခုခုပြောကျင်နေတာလား။အဖေကြီးနင်းနေတူတူလိုက်ခဲ့ရမလား။ပြဿနာတခုခုဖြစ်နေလို့လား။ရာမှုစကားကိုကြားတော့နမလေးကခေါင်းငိမ့်ပြလိုက်တယ်။အဲဒီနောက်မှာတော့နမလေးကရာမှုကိုလဲပိုင်ရှင်ရဲ့လဲကွက်တွေစီခေါ်လာခဲ့တယ်။အဲဒီမှာရာဂေတရားမီးတုံးနဲ့ကောက်ဘဲတီးနှံတွေကိုမီးရှို့ဖို့ပြင်နေတဲ့အချိန်မှာနမလေးကရာဂေးကိုအလင်းမြန်ပြေးခွေလိုက်ပါတော့တယ်။ ။ဒါကြောင့်ရာဂီရဲ့လက်ထဲကမီးတုပ်လဲမြေပေါ်ကိုလွတ်ကျသွားခဲ့တယ်။ရာဂီခမ ्या ဘာလို့ဒီလိုတွေလုပ်နေတာလဲ။ဒီတင်းနံတွေကိုကျုပ်ဘလောက်တော့မှစူးစမ်းပြီးတော့စိုက်ထားရလဲဆိုတာခမ ्या သိလား။အဲ့ဒါကို ခမ ्या ကမီးရှို့ဖြက်စည်းဖို့စူးစမ်းနေရလား။အေးဟုတ်တယ်မင်းစိုက်ထားတာမှန်သမျှအကုန်လုံးကိုမီးရှို့မလို့ပြီးတော့နေပါဦးဒီနမကမင်းစီကိုဘယ်ကနေရောက်လာတာလဲ သူ့ကိုယ်တော်ကစေးအနှက်ရောင်ကရောဘလို့လို့ပျောက်သွားတာလေ။အော်ခမ ्या ပြောချင်တဲ့သဘောကကျုံနှွားကိုအနှက်ရောင်တွေစိုးထားတာခမ ्या ပေါ့။ခမ ्या ကကျုံနှွားကိုရဲနဲ့ချီတဲ့အထိအကြကြီးသွားလျာခေါ်သွားတာတောင်ကျုပ်ကမသိခဲ့ဘူး။ကျုပ်ကိုအခုအမှန်တိုင်းပြောပြပါရကေ။မဟုတ်လို့ကတော့ကျုပ်အခုပဲလဲပိုင်းရှင်ကိုခေါ်ပြီးတော့ခမ ्या ရဲ့လုံရက်တွေမှန်သမျှကိုပြောပြလိုက်မှာ။ဘာကေတရားလဲပိုင်းရှင်နဲ့အတိုင်ခံရမှာကြောက်တာကြောင့် သူ့ရဲ့နမလေးကိုအိမ်ကနေခေါ်တုတ်တာကစလို့ပူဇော်ကသူ့ကိုကူညီခဲ့တာအစုံဘာမူးကိုအားလုံးပြောပြလိုက်တယ်။ဘာမူးတရားနားထောင်ရင်းနဲ့ကိုဒေါသလေးလိုက်ထွက်လာခဲ့ပါတယ်။ဒေါသထွက်နေတဲ့ရာမူးလည်းသူ့နမနဲ့ဒူရာကေးကိုပါခေါ်ရင်းနဲ့အိမ်ပြန်လာခဲ့တယ်။အဲ့ဒီမှာပူဇော်ကတော့ရာမူးပြန်လာကိုစောင့်နေပါတယ်။ရာမူးလည်းပူဇော်ကိုပါးစဲရိုက်ပြီးတော့ဖြစ်ချောင်းကုံစင်ကိုပြောပြလိုက်တယ်။ ဦးကြရဲ့မင်းတာတွေလိုရတာနည်းနည်းလေးတောင်မရှက်ဘူးလား။ငါမင်းကိုအထက်ထက်ခါခါပြောခဲ့တယ်။ငါနှမလေးကငါ့အတွက်သမီးနဲ့တူတယ်လို့ပြီးတော့မင်းကငါသမီးကိုပတ်စံနည်းနည်းလေးနဲ့ကြိတ်ဖြတ်ခံပြီးတော့ဒီလောဘသမားကိုရောင်းလိုက်တည်လေလား။ကျမကိုခွင့်လွှတ်ပေးပါယောက်ျားရဲ့ကျမအမားကြီးမှားပါတယ်။လောဘကြောင့်ကျမလမ်းမကိုလိုက်လိုက်မိတာပါ။မင်းတို့တွေဒီမှာကြည့်ကြဒီစကားမပြောတတ်တဲ့နမစီကနေပြန်ပြီးတော့တင်ယူကြ ူဆိုဘလောက်တောင်မှသစ္စာရှိလဲ။ရာဂိလက်ထဲမှာသူဘလောက်တောင်မှဒုက္ခခံခဲ့ရလဲမသိဘူး။ဒါပေမဲ့သူကရာဂိခိုင်းတဲ့အတိုင်းလဲပိုင်ရှင်ရဲ့လဲကိုမဖြတ်စည်းခဲ့ဘူး။ပြီးတော့မင်းမင်းကငါဇနီးနော်။ဒါတောင်မှမင်းကကိုသစ္စာမရှိဘူး။ဒါပေမဲ့နမလေးကတော့ဒုက္ခခံနေရတဲ့ကြားမှာတော့ငါ့အပေါ်ကိုသစ္စာရှိခဲ့တယ်။အခုပြောစမ်းမအောင်။ငါဒီနမလေးကိုချစ်တာတန်ရုံးစင်တွေ့တာကမှားနေလို့မေးလား။ ။ရာမူးရဲ့စကားကိုကြားတော့ပူဇာလည်းရှက်ပြီးတော့ခေါင်းငိုက်ကျသွားတယ်။ရာဂေးလည်းရှက်ရှက်ကြောက်ကြောက်နဲ့အဲဒီကနေထွက်သွားပါတော့တယ်။အဲဒီနောက်ပိုင်းတော့ရာမူးနဲ့သူ့နမလေးကို ထိခိုက်အောင်လုပ်ဖို့သူဘယ်တော့မှမစင်စားတော့ပါဘူး။ဒီဖြစ်ရရဲ့အပြီးမှာတော့ပူဇာလည်းနမလေးရဲ့တစ္ဆာရှိပုံကိုကောင်းကောင်းသိသွားပါတယ်။အခုတော့ပူဇာကလည်းရာမူးလိုပဲနမလေးကို သူ့ရဲ့သားသမီးလိုချစ်လာခဲ့ပါပြီ။ဟုတ်ကဲ့ပါ ဒီနေ့အတွက်ပုံမြင်လေးရတော့ဒီလောက်ပါပဲเนาะပုံမြင်လေးကိုကြိုက်နေတတ်တယ်ဆိုရင်เนาะ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်နောက်တဲ့ပုံမြင်အစ်စ်အစ်စ်တွေနဲ့ပြန်လာခဲ့ပါအောင်မရှင်